မင်္ဂလာပါညီမလေးနှခမ်းအယောင်တင်ပါနော်ဟုတ်ပုံမှန်ကအယောင်တောက်တာလေးစိုးနေကြလားဒါမှမဟုတ်အယောင်ဖြောက်အလေးစိုးနေကြလားအယောင်ဖြောက်အလေးစိုးတာအယောင်ဖြောက်အလေးစိုးတာပေါ့နော်ဟုတ်ဒီမှာကတော့အယောင်တွေကတော့မျိုးစုံရှိတယ်ညီမလေးညီမလေးကပြပတ်သွားတဲ့အယောင်လေးကြီးလဲရှက်ပန်းရောက်တော့တဲ့အယောင်လေးအော်ဟုတ်အဲ့ဆိုဒီလိုမျိုးအယောင်တဘာဝဆန်တဲ့အယောင်လေးရောအဆင်ပြေလားအဆင်ပြေတယ်ဒီလိုမျိုးတဘာဝဆန်ဆန်အယောင်လေးအော်ဟုတ်ပြီဒီလိုမျိုးတဘာဝဆန်ဆန်အယောင်လေးပဲလုပ်ပေးလိုက်မယ်နော်ဟုတ်ရနှခမ်းထိုးပြီးရောရှောင်းအောင်မဲ့အချက်လေးကြီးလားဟုတ်လေနှခမ်းထိုးပြီးသွားလို့ရှင်တော့အယောင်လေးကလေတောက်နေတတ်တယ်ဒီလိုရှင်တော့သူကပင်လေစာရော ို့အရက်ဘီယာပေါ့နော်အမဲသားတို့လက်လုတ်ချင်တို့တော့ရှောင်ပေးရမယ်သူကလေနှစ်ပတ်လောက်ကတော့ရှောင်ပေးရမယ်အအညော်နဲ့နေလဲရှောင်ပေးရမယ်ရေတွေပါတွေကတော့ချက်ချင်းထိလို့ရတယ်အဟာတော့လေအပူအဆက်တော့စားလို့မရဘူးเออ လူလာပါညီမလေးဟုတ်နှခမ်းထုတ်တာဘယ်နေ့လောက်တော့ရှိပြီလဲ9ရက်လောက်တော့ရှိပြီအော်ဟုတ်ပြီ အကုန်လုံးကွာသွားပြီလားကွာတော့ကွာတော့နည်းနည်းလေးတော့ကြံသေးတယ်ပေါ့နော်ဟုတ်ပြီလူကျင်တဲ့အရောင်းနဲ့ရောတစ်ထက်တည်းကြရလား ရတယ်ဒီတော့အယောင်နည်းဆိုတော့လေတော့ပန်းရောင်လေးဖလမိတ်ကဲလုံးထားလို့ဆိုအဆင်ပြေတယ်เนาะဘာခင်ရောဘယ်လိုမျိုးလေးမရတာခက်တာမျိုးရောရှိလားဟုတ်အရင်ခက်တာမျိုးတော့မဟုတ်နည်းနည်းလေးအဖက်လေးလမ်းတယ်ပေါ့တင်းတင်းလေးတော့ဖြစ်တယ်ဟုတ်နဲ့အဆင်ပြေတယ်ဟုတ်ကဲ့အခုရောညီမလေးနှခမ်းနေဆိုထားသေးလားနှခမ်းနေရောမဆိုပါဘူးဆရာမပြေးအဆီလေးပဲလေးဟာဟုတ်ကဲ့เนาะတစ်ဖက်လောက်နေရင်တော့သူကအယောင်နည်းနည်းလေးတော့ပြန်တက်အောင်ပါเนาะအဲ့ဒီကြလို့ရှင်နောက်တကယ်လို့မြန်ပြန်ဖြည့်ရှင်နေဆိုလို့ရှင်နောက်၅လောက်လောက်နေလို့ရှင်ပြန်လာပြန်ဖြည့်လို့ရတယ်เนาะ Under, under, lightning, under.